တော့မင်္ဂလာပါခင်ဗျာအဲဒီလိုပဲပို့မဲ့ပစ္စည်းတွေပေါ့နော်အပုံမှန်ကဒီလောက်ပဲပို့လို့ရတယ်ပုံမှန်ဒီလောက်ပဲပို့လို့ရတာဒီဒီဒီအပေါက်ပဲဒီလုံးပဲပို့လာဒီတက်ပို့ပို့လို့မရဘူးဒီစက်ပို့ရောင်းလို့လည်းမရဘူးအခုကာလာပစ္စည်းပို့ရခန့်လားအဲ့ဒါပစ္စည်းပေါ်ရင်ကြာတယ်ကြာတယ်ဆိုတာကအရှိမအဲ့လိုစောင့်နေကျူတွေရှိတယ်ဗျာဒီမှာဆိုစက်တော့မပို့ရတဲ့ပစ္စည်းတွေပေါ့အမတ်ပုံရှိတယ်အောက်မှာလည်းအမိုက်ပုံလိုရှိတယ်နောက်ဒီမှာဗျာဂျီရှော့တွေရှိတယ်မပို့ရသေးဘူးမော်ဖိုင်းတွေရှိတယ်ဗျာအများကြီးပကားနီးတွေရှိတယ်ဒီမှာ gas တွေရှိတယ်တချို့တွေအများကြီးရှိတယ်ဗျာနောက် on the way product တွေလည်းအများကြီးရှိတယ်အဲ့တော့ကျွန်တော်ကမပို့ချင်တာမဟုတ်ကျွန်တော်အမြန်ပို့တယ်ကျွန်တော်မြန်မြန်ပို့မြန်မြန်ရောင်းမြန်မြန်ပတ်ဆိုင်ရပါတော့နော်အဲ့တော့ဘာလို့ကြားရလဲဆိုတော့ကျွန်တော်အားပေးတဲ့လူများတယ်ဝယ်တဲ့လူများတယ်ဗျာဝယ်တဲ့ဝယ်လို့အားများနေတယ်အဲ့ဝယ်လို့အောက်ကျွန်တော် supply မလုပ်နိုင်ဘူးဖြစ်နေတယ်အချို့ချို့ကလည်းဆိုလို့ရှိရင်တော့ကျွန်တော်ကကြာမယ်ပါညာပဲဗျာကျွန်တော်အားလည်းနာပါတယ်ကျွန်တော်ငင်းရတာလေသူပစ္စည်းသားကျွန်တော်မွေးပါနဲ့ဗျာတခြားမှာဝယ်လိုက်ပါပါညာလို့ကျွန်တော်ပြောပြီးရှော်လိုက်တာလည်းရှိတယ် အဲ့လိုလေဆက်ဘာလို့တစ်ခါမှားတာလဲကြာမဲ့ပစ္စည်းတွေပါတယ်ပစ္စည်းတွေဒီမှာဝယ်ရတာလဲဟိုပြောရပြားဟိုဘယ်လိုပြောမလဲကျွန်တော်တို့လည်းဘာမှ profit အဲ့လောက်မရှိဘူးဗျာ margin နဲ့တော်တော်လေးနဲ့10%ဆိုရယ်ကတသိန်းနဲ့ပစ္စည်းပါဗျာကျွန်တော်ရောက်1000လောက်ပဲမြင်မဲ့ကိစ္စဆိုလို့ရှိရင်ကျွန်တော်မရောက်ကျင်တော့ဗျာအခုပစ္စည်းတွေရှိမှအများကြီးကျူတွေဖြစ်နေတော့လေအဲ့လိုပါဆိုလို့ရှိရင်တော့ကျွန်တော်အချမ်းမဝယ်လိုက်ပါကျွန်တော်ဒီမှာကျွန်တော်တို့ရဲ့10%ပဲမြတ်တာဗျာအတူရောင်းတဲ့ကောင်းတွေတော့အများကြီးမြင်ရတယ်မဟုတ်တလုံးနိုင်တလုံးရောင်းပြီးတော့နိုင်၄၅လောက်ဆိုတာမျက်နှာမဟုတ်ကျွန်တော်10%ရဖို့တော့အပေါက်မတူဘူးပြောနေရတယ် အပါအပါမတက်ပြောရဆိုတော့ကျွန်တော်ဒါစေတနာနဲ့ဒီမှာကို user တွေကို customer တွေကျွန်တော်တို့နိုင်ငံသားတွေကိုကျွန်တော်တို့က brand တစ်ခုအကောင်းဆုံးသုံးစေခြင်းနဲ့ပုံစံမျိုးပေါ့နော်အဲ့အဲ့ဒီတော့ကြာအပါမတက်ရှင်းပြတယ်အပါမတက်ပြောအပါမတက် video ရိုက်နေဒါလည်းမရပါဘူးဂျင်းမီလူတွေမိတာပါတသက်အုံတော့ကျွန်တော်တို့ကဘာမှ horror တွေစဉ်းစားကြည့်ရမလို့ဘူးဗျာပြောရမှာဆိုရှင်ကျွန်တော်လူရယ်လို့ဖြစ်လာအတုံးချရမှာတခုပဲရှိရတာအုံနောက်အဲ့ဒီအုံနောက်ကိုအတုံးမချလို့အလိန်ခံရတာဒါပဲရှင်းရှင်းလေးအုံနောက်ကလူထဲမှာရှိတယ်အဲ့ဒီအုံနောက်ကိုမတုံးမချဘူ အုံနောက်အတော့တော့လူရဲဖြစ်တာအိစားကံမှာပဲလုံးလုံးမရဘူးဒီအုံနောက်ကောင်းအတုံးချအုံနောက်အလုံးလုံးအောင်အုံနောက်အလုံးလုံးနေမှာဆက်အဓိကဘာမှဘာတင်တယ်မှတက်စရာမလိုဘူးဘာမှဝါလုံးစရာမလိုအားနေအုံနောက်အလုံးလုံးအုံနောက်ကိုအလုံးလုံးခိုင်းဒီအုံနောက်အလုံးလုံးပြီးကျွန်တော်စဉ်းစားစဉ်းစားဆိုပေါက်ရိုက်စဉ်းစားတာခဏမဟုတ်ဘူးနော်အုံနောက်ကိုအလုံးလုံးပြီးစဉ်းစားအုံနောက်ကအတုံးချရမှာအုံနောက်ကိုကျွန်တော်ဘယ်တော့အတုံးချနိုင်လဲအဲ့တော့ကျွန်တော်တို့ကအောင်မြင်မယ်ကျွန်တော်ကဘာမှမဟုတ်ဘူးတက်ရှိ အောင်မြင်နေတဲ့စီးပွားရေးလုပ်ငန်းရှင်တွေအောင်မြင်နေတဲ့ကျွန်တော်တို့ကြော်ကြားနေတဲ့လူတွေကတော့အုံနောက်ကောင်းအောင်အသုံးချလို့အဓိကအုံနောက်ကိုပဲအသုံးချဖို့လိုတယ်ကျွန်တော်တို့အဲ့ဒီလူတွေအုံနောက်အသုံးချတော့လေသူတို့ mindset ထွက်လာတဲ့ mindset တွေသူတို့တိုးထွက်လာအတွေးတွေကလည်းအကုန်စောက်တော်လေးပြောပါတော့ပြောမှာစစ်အဲစကားတွေရှိအောင်မယ်โอเคဒါလေးကျွန်တော်ဒီထက်ကျွန်တော်ဒီလိုပို့မဲ့ပစ္စည်းတွေကျွန်တော်ပြပေးခြင်းလေဗျာအဓိကကျွန်တော်ရှိမကျူတွေရှိတယ်ဗျာပို့လို့မရဘူးဆိုတာအဲ့ဒါပဲအဓိကဒီ vintage လေးကျွန်တော်ပြပေးခြင်းအရှိမကျူတွေရှိတယ်ကျွန်တော်အဲ့လိုစောက်လို့မရဘူးဖြစ်နေတာပစ္စည်းတွေကအဲ့လို စောင့်နေလူတွေလည်းအများကြီးရှိတယ်အဲ့ဒါတွေကြောက်လေအဲ့လိုတွေဖြစ်နေတော့ကျွန်တော်မှလည်းနည်းနည်းတိုင်ပတ်တာပေါ့နော်အဲ့လိုပုံစံမျိုးဟာဗျာအဲ့လိုအချိန်မပေးနိုင်လို့ရှိရင်တော့အချိန်မပြေပါဘူးကျွန်တော်ဒီမှာမှားတာအပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ဒါပေမဲ့အဲ့လိုစောင့်မစောင့်နိုင်ဘူးဆိုလို့ရှိရင်တော့အချိန်မပြေဘူးကျွန်တော်ကိုယ်တိုင်လည်းကာကို၄ခုနဲ့ချိန်ပြီးပို့နေရမယ်ဗျာဒါပေမဲ့အဲ့ဒါကိုမှကျွန်တော်မှအချိန်မမီဘူးဖြစ်နေဟိုလမ်းနေပိတ်နေရတယ်ဗျာတိတဲ့အတိုင်းပဲကျွန်တော်ကျွန်တော်ပစ္စည်းတွေဆိုလို့ရှိရင်လမ်းမှာရှိနေတာတော့အများကြီးအဲ့ဒါကျွန်တော်ပြန်အမ်းပေးပြီးပါပါဘီကွန်ဒီပိုဇစ်တွေလေးနှစ်ယောက်သုံးယောက်ပဲကျန်တော့မယ်ထင်တယ်အဲ့လိုကျန်ခဲ့ကျန်နေတဲ့လူကြီးမိတွေရှိလို့ရှိရင်လည်းကျွန်တော် တစ်ဆောက်လာပြီးတော့ဘိုင်းလုံးဝင်တော့ကိုယ်ပစ္စည်းမလာကြာနေဆိုအဲ့ဒါကျွန်တော် deposit ပြန်အမ်းဖို့မေ့သွားလို့ရှိရင်လည်းကျွန်တော်ကျွန်တော်လာပြီးသတိပေးပါအောင်မဟုတ်လို့ဆိုတော့အာကျွန်တော်လည်းမေ့တတ်တယ်ဗျာအဲ့လို customer တွေအများကြီးပဲကျွန်တော်တယောက်ချင်းစီလိုက်ပြီးတော့မပြောနိုင်ဘူးအဲ့လိုဖြစ်နေတာအဲ့ဒါကြောင့်လေပစ္စည်းမလာကြာနေပြီးအကိုကြီးဆိုလို့ရှိရင်တစ်ဆောက်ကျွန်တော်လာပြောပါရကျွန်တော် deposit ပြန်အမ်းပေးပါမယ်နော်ကျွန်တော်လမ်းမှာပိတ်နေပစ္စည်းတွေကျွန်တော်ထင်တာလေ900ရက်ပုံမရှိတော့ပါဘူးကျွန်တော်ပရဟိုတစ်ခေါက်ပြောတယ်70%ကျွန်တော် MBB သွားပြီဆိုတာအဲ့ဒီထက်တောင်ပိုသွားပြီအခုကကျွန်တော်95%လောက် MBB သွားပြီ အတချို့ကလည်းတမင်ကောင်စောင့်နေတာပါကျွန်တော်ကိုယုံကြည်လို့စောင့်နေတာလေအချိန်နဲ့ရတယ်ဆိုပြီးတော့အဲ့လိုမျိုးပေါ့အဲ့ဒါဒီ vintage ဒီ vintage ဒီပေါ့နော်ဒါတွေကတော့ဒီမှာဒါကျွန်တော် vintage အဓိကတော့ vintage တွေကျွန်တော်ပြပေးခြင်းတယ်ဗျာအဓိက vintage လေးတွေကျွန်တော်ပြအခုကလည်းဟိုဘယ်လိုမှ vintage ကလည်း trend လည်းဖြစ်နေတယ်ဗျာအဲ့ဒီ vintage တွေမှာကျွန်တော်တို့ကဈေးတွေအကြီးကြီးပေးပြီးဝယ်နေရတာဟာတွေတို့ကျွန်တော်မြင်တော့လေဟိုစိတ်လည်းမကောင်းဘူးဗျာပြောတော့လည်းနည်းနည်းထွက်တယ်ဗျာအဲ့လိုမျိုးပေါ့ဘာလို့အဲ့လောက်တုံးကြတာလဲပေါ့နော်ကျွန်တော်ပစ္စည်းကဝယ်လို့တလောက်လွယ်နေတဲ့ခါကြီးမှာဗျာဈေး အလိုအလောက်ကြီးတွေပေးပြီးတော့ဝယ်နေကြရတယ်ဗောနော်အရှိုးရောမှာမပေါက်တဲ့ဈေးတွေနဲ့အချို့တွေဝယ်နေကြရတယ်အများကြီးပဲရှိတယ်ဗျာဆိုတော့ရှိုးရောမှာအဲ့ဈေးမရအောင်သူတို့ရှိုးရောနဲ့ပိုရောင်းနေတဲ့ဟာတွေလည်းရှိတယ်ဗျာအဲ့ဒါတွေအဲ့ဒါတွေကြောင့်လीနော်ကျွန်တော်ဒီမှာ vintage လေးတွေစိတ်ဝင်စားမှုလည်းအများကြီးများလို့အဲ့ဒီ vintage တွေတော့ဒီတော့ဒီတော့ပို့မဲ့ vintage တွေကျွန်တော်ပြပြီဒီတော့ပို့မဲ့ vintage တွေ Okay ဒါလည်း vintage တွေဒါ EQ ဦးဖုန်နေကောင်အောက်တော့သဘောမဆန်းတော့ ဒါပါဒါအေးထောက်နေအေးထောက်နေတာတော့မပြတော့ဘူးအေးထောက်နေပိတ်ဖင်တိတ်စီပဲကျွန်တော်ပြပြီးလို့ဒီကောင်းပါဒီကောင်းက order EW 980ဒါလည်းမပြတော့ပြပြလှုပ်ထားပေးပြီးသားပဲမပြတော့တော်တော်ဖင်တိတ်ပဲပြဖင်တိတ်ပဲပြလူတွေရတဲ့ popular တဲ့မှာ vintage ဆို vintage 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 တခြားနိုင်မတွေ့တော့ဘူးလူက vintage လူက vintage အဲ့လိုမျိုးဒါပါဟောဒါ F91W ဒါလည်းမပြတော့အဲ့ဒါလည်းမပြတော့ vintage ပဲပြဒါလည်း casio ဒါလည်းမပြတော့ vintage ပဲပြ Okay ဒါပါအော်ဒါ vintage ခရင်အောင်အဲ့ဒါ vintage ပြ prendi il piame prendi il piame dai mi piace vabbè ora prendi prendi il piame 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 prendi il a giocare နိုင်ငံလူတွေအကုန်လုံး vintage တွေဖြစ်သွားပြီအေးဟုတ်တယ်လို့ vintage တွေဖြစ်သွားပြီကတော့နိုင်ငံလူတွေအကုန်လုံး vintage ပဲဝတ်တော့တယ်ကြားမကြိုက်တော့အဲလေသာကျူးနေဟာဒါလည်းမပြတော့သိမ့်မယ်ပြပါဘာလို့ပါအာ AW ဒါ vintage vintage တွေမှာပါ AW vintage ဆိုတော့ vintage ဆိုပြ vintage ပြနောက်ထပ်ပါရှိအာ800မပြတော့ ဩဒါလေးကဟိုဟာအာဆင်နယ်ပလေးယာအဇီဝတ်တဲ့နိုင်မပြတော့ဘူးတိတ်နေဖိနစ်ပဲပြ Okay Okay vintage ဒီပြမယ်ဆိုတော့ vintage ပါစပြမယ်ဆိုတော့ဒီကောင်လေးရင်းဆုံးပြမယ်ပေါ့နော်ကျွန်တော်ပထမဆုံး first မှာကျွန်တော်တို့ပါပါလဲဆိုတော့အာကျွန်တော်တို့ voucher ပါလဲပေါ့နော်ရှိုးလုံး voucher ဒီမှာ official voucher ပါလဲပေါ့နော်ဘာ9000နဲ့300ကျွန်တော်မဝယ်9000မပြအောင်နော် 30% off 30% off showroom price တိုင်း30% off 30ရန်လုံးလျှော့တယ်ကျွန်တော်မှာ all way ever 30% off okay ABL ABL black လीဒီမှာ ABL black ဒါ ABL black လी okay နောက်ထပ်ဒီမှာဘာတွေပါမလဲဆိုတော့လက်စကူလက်စကူအမေနီယာဘုတ်တွေကျွန်တော်ဝရန်တီကတ်တွေပါတာဗောနော်ဒါတော့ထုံးစံတွေပါနေကြဟာတွေပဲအဲ့ကျွန်တော်ပေါက်ချပါမယ် အောက်ထားလည်းသိအောက်ထားလည်းပါမှာ packaging ကဒီတိုင်းပါနော်ဒီ packaging နဲ့ပဲလာတာပဲအခုအခုကဒီ packaging အရင်လိုအရင်လိုဒီလို packaging တွေပြောင်းပြီးလိုချင်တယ်ဆိုတော့မရတော့ဘူးဒီလို packaging တွေပဲလာတော့တယ်ဒီလိုဘူးတွေပဲလာတော့တယ်ဒီလိုဘူးတွေနဲ့လာတော့မှဒီလိုဘူးတွေပြန်ပြောင်းပေးဆိုရင်မပြောင်းပေးလို့မရတော့ဘူးအခုအကောင်ကဒီလို packaging ဒီလို packaging ဒီလိုဘူးနဲ့ပဲလာတယ်ဟိုအရင်တော့ကဘူးကောင်းစားတဲ့လူတွေဘူးတူယူတန်တဲ့လူတွေပေါ့နော်ဘယ်လိုပြောရလဲဆိုတော့ဗျာဟိုဘယ်လိုပြောရလဲ လက်ကွက်တစ်ခုတုံးပြီးတော့ရောင်းတာပေါ့ဗျာဈေးရောင်းတာဒါဒါတော့ကျွန်တော်တို့ marketing site ပေါ့အဲ့အဲ့ဒီဟာလည်းကျွန်တော်ရှင်းပြပေးပြီးတော့ပါဒါတော့ marketing မှာဒီလိုပဲလုပ်နေကြအကွက်တွေပေါ့အဲ့ကျွန်တော်တို့ကကျွန်တော်ကျွန်တော်ရှင်းတယ်ကျွန်တော်ဝယ်ချင်းကျွန်တော်ကြိုက်ဝယ်မကြိုက်ဝယ်ဘူးမှကျွန်တော်မဆွဲဆောင်တော့ကျွန်တော်မှနိုင်ငံပြောရောင်းတယ် DPC တော့ဒီလိုရှိတယ် DPC တော့ဒီလိုရှိတယ်အဲ့တော့မှမကြိုက်ဘူးဆိုတော့မဝယ်နဲ့ရပါဘူးမျိုးကျွန်တော်မှနိုင်ငံပြောတော့ကျွန်တော်ကျွန်တော်ကြောက်ဆိုပြီးတော့ဖြစ်သွားမှတော့ကျွန်တော်မကြိုက်ဘူးအတိအကျကျွန်တော်အဲ့အဲ့ဒီပုံစံမျိုးပဲအာကိုပြောလို့ ဆိုပြီးတော့အဲ့လိုမျိုးဟိုမဖြစ်ကြဘူးကျွန်တော်ပြောမှမှန်ကန်ပြောတယ်အာအခုအခုပြောလို့ဟိုဖြစ်လို့တရားဖြစ်လို့ကျွန်တော်မအဲ့ဒါဟိုဒါတော့ဒီဒီဒီကောင်လေးပေါ့နော်အဲ့ဒီကောင်လေးဒီကောင်လေးဆိုလို့ရှိရင်လည်းသူမှ label တော့ပါတယ်ဘတ်3900ဒါပေမဲ့သူ official 3900ကဒါသူတို့ discount short တဲ့အချိန်ကကတ်ထားဖြစ်မယ်အကျွန်တော်3900မပေးရဘူးနော်အဲ့ဒါလေကျွန်တော်ဒီမှာအဲ့ဈေးကြောင့်မပေးရသေးဘူးဟာ okay ဒီကောင်လေးကလေးလေးပြပေးမယ်။အာနောက်တစ်ဒီကောင်လေး ဒါလေးကဒါလေးရယ် vintage ပဲ vintage ကဒီကောင်ကပါလေဒီကောင်ကဩဒီကောင်158 158အရင်ကထွက်တဲ့ကောင်158 158လဲတော့ကြိုက်ကြတယ်ခုနောက်ပိုင်း158လဲတော့မှားတယ်အဲ158ဟောနော်စတိကမပိုင်းဝရန်နီမပါဘူးလို့ပါလို့ပေါ့နော်အဲဒီစတိကပြောက်သွားဝရန်နီကပြက်ပြီပေါ့အဲ့ဒါကြီးလေကျွန်တော်လာလာမပြောလာလာမပြောနဲ့ဗျာကျွန်တော်စိတ်မစွာလဲကျွန်တော်အဲ့ရှောက်ပြောနေမကောင်း ရိုက်လေဒီခက်ကုန်မယ်ဟာတာ၄ဟာတာ၄ဟာတာကျွန်တော်လည်းတိတ်တူမယိုးပါဘူးကျွန်တော်နိုင်ငံမှာလဲဟာတာ၄ပါဒါလေးကဒါလေးခရင်ကာလာလေးပဲနော်စတိကာဒီမှာဒါလေးခရင်ကာလာလေးโอเคဒါလည်းသူ့ဘောက်ချပါတယ်နော်အာဘောက်ချဈေးကြည့်လိုက်အောင်ဘောက်ချဈေးကကျွန်တော်တို့အာ1950ဘောက်ချဈေးက1950အဲကျွန်တော်ဒီမှာ1950မပြရပါဘူး တသိန်း၈000နဲ့9000ပါခင်ဗျတသိန်း၈000နဲ့9000ပဲပေးရပါတယ်တတိပတ်ဆန် off ပါတတိပတ်ဆန် off ပါဒီမှာ1950နော်ဒီမှာဒီပဲပါသူ label မှာပါလဲပါပြီ1950တော့ဒီမှာတတိပတ်ဆန် off နဲ့ရပါမယ်တသိန်း၈500ပဲပေးရပါမယ်အဲ1950ဆိုလို့ရှိရင်ဒီမင်းတို့အခုငွေစည်းနဲ့တက်လိုက်မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့က2,000ကျော်လောက်တော့ဆုံးဆုံးတော့ကြာပါဘူးနော်မပေးရပါဘူးကျွန်တော်ဒီမှာ သိန်း7500နဲ့မှားလို့ရပါတယ် okay ဒါလေးလည်းဖောက်ပြီးသွားပြီဆိုတော့အာဒီတစ်ပတ်မှာကျွန်တော် vintage ဆက်မှာဆိုတော့ကျွန်တော်ဒီမှာရွှေရောင်လေးတွေတော့ပါမယ်ရွှေရောင်ရွှေရောင်ရွှေရောင်လေးတွေဆိုတော့များပါအာမရွှေရောင်ဒီမှာပဲအခုရွှေရောင်မနှလုံးလားရွှေရောင်၃လုံးရွှေရောင်၃လုံးပါဒါလည်းရွှေရောင်ပါ ပြောင်းသုံးအကောင်လုံးတော့မပြတော့တမျိုးတစ်ခုစီလောက်ပဲပြလိုက်တော့ထပ်နေတာဟာဒီမပြတော့ဒီကောင်ကြီးရွှေရအကောင်လုံး official voucher ပါတယ် official warranty စာရွက်လည်းပါတယ်ဒီကအဲ့တော့မှ CMG စာရွက်လိုချင်တယ်ဆိုလို့ရှိရင် CMG warranty ပဲလိုချင်တယ်ဆိုလို့ CMG warranty ထည့်ပေးလို့ရတယ်ကျွန်တော်စီရဆိုလို့ရှိရင်တော့ supply side warranty ကတော့နှစ်နှစ်ပါပြီးသားပဲကျွန်တော်ဆက်ကိုနှစ်နှစ်အာမခံပေးပြီးသားဒီရွှေရောင်းနေမပြတော့နော်ရွှေရောင်းလို့ဆိုတော့နောက်ထပ်ဟိုဒီကဒီက gangrene ဘောနော်ဒါ oblong မဟုတ်ဘူးဒါ gangrene ဒါအမှတ်မှားမှာဆိုလို့ဒါ gangrene ရောဒါ gangrene ရောနော်ဒါ gangrene ရောလို့ပြာကြီး blood ကြီးဖြစ်နေလို့ဆိုတော့မှားပြီလားအလုံးမှားပြီဒါ gangrene oblong ကဒီကောင်ဒီကောင် black မတူဟာဒါတူတယ်ဆိုတော့ကျွန်တော်မပြတော့ပါဘူးခင်ဗျာ issue issue ဖြစ်အောင်လေးမပြတော့ပါဘူးခင်ဗျာနောက်ထပ်ဒါလေး ဒါလေးကဒါလေးကဒါလေးအော်ဒီမှာဒါလေးတော့ကျွန်တော်ပြလိုက်အောင်ဒါလေး rose အကျွန်တော်တို့ go black ပေါ့နော် go black လေအဲ့ဒါ go black ဒါလေးကျွန်တော်ပြတယ်ဒါလေးကျွန်တော်ပြလိုက်ဒီကောင် okay အဲ့ဒါ go black လေကိုဘလက်လေးပြပေးပါမယ် ဒီမှာ vintage တွေမပါမဖြစ်တယ်ပေါ့နော် vintage တွေဆရာကြီးတွေပေါ့မပါမဖြစ်တယ် vintage တွေ vintage ဒီကောင်တွေဆိုလို့ရှိရင်ကျွန်တော်က CD တူတယ်ဒီကောင်တွေက tan တူတယ်ပေါ့နော် CD တူတယ် tan တူတယ်ဒီကောင်ဆိုလို့ရှိရင်တော့ CD တူတယ် tan တူတယ်အဲဒီကောင်လေးကျွန်တော်မှမှားပဲဆိုလို့ရှိရင်ဈေးနှုန်းလေးမှတ်သွားလို့ရပါနှစ်သိန်းဟာဒီကောင်လေးကျွန်တော်မှမှားပဲဆိုလို့ရှိရင်တော့ A168WGG ပေါ့နော်ဒါလေးက2395000ပါ 2,905,000တော့ကျွန်တော်တို့မမဝယ်ခင်ကျွန်တော်တို့မမခင်လိုက်ပတ်ပြီးတော့ကျွန်တော်တို့အချိန်ပြီးမှာမယ်ဆိုလို့ရှိရင်စောင့်နေမှာမှာပါနော်အကျွန်တော်မမမယ်ဆိုလို့ရှိလို့ရှိရင်အရင်လိုက်ပတ်ပြီးတော့ဈေးစုံစမ်းလိုက်ဈေးစုံစမ်းပြီးအတက်တာဆုံးဖြစ်တော့မှာဒါလေး2,905,000 Okay နောက်ထပ်ဒါလေးဒီကောင်လေးကျွန်တော်ရွှေ့ရအောင်နော်ဒီကောင်လေးကျွန်တော်ပမာနာမည်ကြည့်လို့ဟိုအဆိုတော်နေဝင်းတို့နောက်လီဝန်ဒေါစကီတို့ဝက်တဲ့အချိန်မှာနာမည်ကြည့်တယ် 168WG 9WDF ဆိုတဲ့မော်ဒယ်ပေါ့နော်ဒီကောင်ရွှေ့ရအောင်ပါနော် authentic ပါလို့စိတ်ကျွတ်တာလည်းအယောင်ကျွတ်တာလည်းချွေးဆားရပူကြမလို့နော် authentic ပဲရောင်းတဲ့အတွက် authentic အစ်စ်ပဲရောင်းတဲ့အတွက်ဒါလေးစိတ်ပူကြမလို့ဒါလေးကြောက်မှယူမယ်ဆိုတော့2800နဲ့900ပါ2800 900อืมဒါလေး black gold လေးဒါကော black gold လေးဒါကောလည်းတော်တော်လှတယ် black gold ကျိုးက black မတိုင်း gold နဲ့နော်ဒီကောလည်းတော်တော်မိုက်တယ်ဒါလေးကလည်း 168WEGB ဆိုတဲ့ CD နဲ့ပေါ့နော်ဒီကောလည်းအခုကျွန်တော်ပြောမှာမယ်ဆိုရှင်3500နဲ့8000ပါ ဒီကောင်က3သိန်းကျော်ပါတယ်3သိန်း5800မှာဒီကောင်ဈေးပိုတယ်ဒီစီစီထဲမှာဆိုဒီကအမြင့်ဆုံးလို့ပြောရဈေးပိုတယ်အဲဒီကောင်လို့ကျွန်တော်တို့ဒီကောင်တာမန်ဒီကောင်လေးဆိုလို့ရှိရင်တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဟို classic ကဟာတစ်ခုရှိရင်တော့အစိမ်းအစိမ်းအောင်တစ်ခုရှိတယ်ဗျာအခုတော့ကျွန်တော်ပို့တဲ့ထဲမှာမပါတော့မပြတော့ဘူးဒီကောင် cream color လေးပဲနော် cream color လေးကျွန်တော်ပြောတယ်တော်ရောင်းရတယ် cream color အမျိုးသမီးတွေပို့ပြီးတော့ကြိုက်ကြတယ်ဗျာအမျိုးသမီးတွေပို့ဝတ်တယ်အမျိုးသားတွေဆိုလို့ရှိရင်ကျွန်တော်အစိမ်းအောင်ဝတ်တယ်ဗျာကပယ်ထဲမှာဆိုလို့ရှိရင်ဒါလည်း cream color လေးပဲဒါလေးကြောက်မှာမှာဆိုတော့3,850မှာခုနကကျွန်တော်ပြောသလိုပဲ light စုံစမ်း light စီးအသက်တာဆုံးဖြစ်မှာကျွန်တော်ပြောမှာလို့ရတယ် ော်ကျွန်တော်မှားမှာဆိုလို့ရှိရင်အချိန်ပေးရမှာပေါ့နော်စောင့်နိုင်မှာပဲမှားပြီးတော့အရှင်း order အများကြီးရှိတယ်အများကြီး order ရှိကျွန်တော်တို့ဘယ်လိုပြောမလဲဝယ်လို့အရင်များတယ်ဗျာကျွန်တော် supply နောက်ကလုတ်တာကျွန်တော်အားနေတယ်မလုတ်နိုင်ဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့ပို့ရအခက်ခဲရှိလို့အဲကျွန်တော်တို့ဥပဒေပြောတော့ကျွန်တော်တွေးပြီးမှလူတွေပောက်ရလူတွေနဲ့လည်းကျွန်တော်မပို့နိုင်ဘူးကျွန်တော်ပုံမှန်ပို့နေကြကျွန်တော် AI ကကို၄ခုရှိတယ် AI ကကို၄ခုလုံးကျွန်တော်ပို့တယ်ဒါလည်း ABR မှာဒီကောင်လေးကတော့ကျွန်တော်ပြောလို့ရှင်းရှင်းပဲ၄သိန်းကျော်ကျော်ပဲပြရအောင်မယ်၆သိန်းကျော်ကျော်မပြရအောင်နော်၄သိန်း၄သိန်း၅တောင်းနဲ့၈ထောင်ချင်ကျွန်တော်ဈေးတော့မေ့သွားပြီဒီကောင် အဲ့တော့ original ဈေးဒီပိုင်းမှာ4800နော်ဘက် okay ဒါ EVL လေး EVL မှာဒီကောင် all black ဒါ all black က EVL လေးအဲ့ဒီကောင်လေးဆိုလို့ရှိရင်ကျွန်တော်158ပေါ့နော်ဒါလေးဆိုလို့ရှိရင်ကျွန်တော်တသိန်း9800ပဲပေးရပါမယ်တသိန်း9800ပါဒီကောင်လေးတသိန်း9800ဆိုတော့ authentic ပဲရောင်းတာပါခင်ဗျ authentic ထပ်ပြီးတော့ authentic အစ်စ်အစ်စ်ပဲရောင်းတာပါနော်ကျွန်တော်အဟောင်းနေလည်းမရဘူးကျွန်တော်အတုတွေလည်းမရမှာပါ okay ဒါလေးကကျွန်တော်ဒီမှာအခုအရန်ကိုရောင်းရတဲ့ model ပါဗျရောင်းမလို့ပါ order အပိုတဲ့အပတ်တိုင်းမှာပါတယ်ဒီကောင်ဒါတော့ off black ကွာသူကျိုးကအရင်မိုက်ပါတယ်သူကျိုးလေးကတော်တော်လေးမိုက်တဲ့ကျိုးတယ်ဒီကောင်ဒါ off black ပါဒါလေးကကျွန်တော်မှာပဲဆိုဒါ3,900တော့မှာဒါ3,900တော့မှာ vintage ကဘယ်ဟာပဲလို့ချင်းကျွန်တော်မှာလို့အကုန်လုံးရပါတယ်ကျွန်တော်ဒီမှာ vintage design တွေကတိုက်တဲ့ပုံစံတိုက်တဲ့ model တိုက်တဲ့ color ကစီဝါထုတ်ထားတဲ့ဟာအကောင်လုံးကျွန်တော်တို့မှာရတက်တက်တာနဲ့ရတယ်မြန်မာနိုင်ငံမှာပဲဆိုရှင်တော့ကျွန်တော်20% deposit ကျိုးပြီးတော့ပေးရပါတယ် ဘန်ကောက်မြို့တွင်လည်း20% deposit ပေးပြီးတော့မှာလို့ရပါတယ်ကျွန်တော် apartment မှာလာယူရင်ယူမယူရင်ကျွန်တော်ကိုယ်တိုင်တတ်ပို့ရမယ်အဲ့ခါကျတော့ delivery ဆက်ဆက်ရှိတယ် delivery ဆက်ဆက်မပေးရင်ဆိုကျွန်တော်စီမှာလာယူလို့ရတယ်ကျွန်တော် apartment မှာလာယူ20% deposit ပေးတာပဲအဲ့ဆိုပေးစရာမလိုဘူးเนาะကျွန်တော် delivery ဆက်ဆက်ပေးစရာမလိုဘူးပေါ့เนาะကျွန်တော်လာယူလို့ရတယ်တခြားနိုင်ငံတွေဆိုလို့ရှိရင်ငွေအပြည့်ကျိုးလွှဲပေးရပါတယ်ခင်ငွေအပြည့်ကျိုးလွှဲပေးနိုင်မှာပဲဝယ်ပါအကျွန်တော်လာမေးပြီးတော့ငွေကျိုးလွှဲရမှာလားခဏခဏလာမေးပြီးတော့ကျွန်တော်အများကြီးကျွန်တော်ထက်သေးပြောပါတယ် ငွေကတခြားနိုင်ငံဆိုကျူလဲပဲမြန်မာနိုင်ငံဆိုကျွန်တော်20% deposit ကပေးကိုပေးရမှာနောက်ထပ်ကျွန်တော်တို့ပို့လို့မရတဲ့မြို့တွေရှိတယ်မြန်မာနိုင်ငံကပို့လို့မရတဲ့မြို့တွေရှိတယ်သွားလို့မရတဲ့မြို့တွေရှိတယ်အဲ့ဒါလူတိုင်းသိတယ်မသိအောင်ဆောင်ပြီးလာမမေးနဲ့မသိအောင်ဆောင်ပြီးလာမမေးနဲ့ခင်ဗျားတို့မြို့တွေကခင်ဗျားတို့ကိုယ်တိုင်တော့သွားလို့လာလို့မရဘူးအဲ့ဒါဟို delivery service မရှိဘူးဟိုက20% deposit နဲ့ဘာလို့ပို့လို့မရတာလဲလို့မြန်မာနိုင်ငံထဲမှာဖြစ်ပြီးတော့မရဘူးလားလို့ပါတယ်ခင်ဗျားတို့အဲ့မြို့ကနေပြီးတော့အပြင်ကိုအပြင်ကိုပုံမှန်သွားလို့ရလားမရဘူးလေ မရ delivery ရုံးလည်းမရှိဘူးမရှိဘူးဘယ်လိုပို့မှာလဲကျွန်တော်ပို့ပြီးလို့မရဘူးလေ delivery service ရှိမှာပို့လို့ရမှာပေါ့အဲ့ခါကျရင်ကျွန်တော်ကားဂိတ်တွေကနေပို့ပြီဆိုရှင်ငွေပြည့်ကျွလဲပြရတယ်ကျွန်တော်ပြောပြရရင်ယုံကြည်မှပဲဝယ်မှာမယုံကြည်ရင်မဝယ်ပါဘူးမယုံကြည်တော့စကားကိုလာမပြောတာအကောင်းဆုံးပဲဟုတ်တယ်မလားကျွန်တော်လူကြီးမင်းလည်းအချိန်ပုတ်တယ်ကျွန်တော်လည်းအချိန်ပုတ်တယ်အလကားဘာမှနှုတ်တစ်ဖက်အကျိုးမရှိရဟိုနေ့ကလည်းပဲခေါင်းဆောင်မြန်မာနိုင်ငံအသွင်းမှာပဲကွာဘာလို့မရလဲဘာဘာဖြစ်အားစားနေတယ်ဗျာတောက်လျှောက်ကြည့်ရအောင်အဲ့လိုရှိသေးတယ်အကျွန်တော်ကလည်းမေး ရန်ကုန်လည်းမေးဟိုမှာလည်းမေးဒီမှာလည်းမေးဟိုရှောက်မေးနေတာအဲ့လိုပတ်ပတ်လည်းမေးတယ်တန်းစီမှာမေးတယ် Facebook page မှာမေးတယ် TikTok မှာမေးတယ် Viber မှာမေးတယ်ဟိုရန်ကုန်မှာမေးတာဟိုခြားလဘောက်ရန်နဲ့တူတူရောက်တယ်ဟိုကျွန်တော်ပြောပြရည်ကျွန်တော်က final decision ရဲ့ကျွန်တော်အဘယ်ရမယ်မေးမေးကျွန်တော်စီပဲနောက်ဆုံးအဆုံးဖြတ်ချက်ယူရမှာရန်ကုန်ပဲမေးမေး Facebook page ကမေးမေး this final decision ကျွန်တော်စီအဆုံးဖြတ်ချက်ကယူရမှာအဲ့တော့ဒီမှာမြန်ချင်း TikTok မှာမေးမေးမမေးလို့ရှိရင်ကျွန်တော် Facebook မှာလည်းမေးလို့ရတယ် ဘင်းဟာမေးမေးတူတူပဲဒီတိုင်းပဲတော့မှာ Telegram မှာမေးလဲဒီတိုင်းပဲတော့မှာဟိုကျွန်တော်တို့က TikTok မှာမေးလို့ TikTok မှာမေးတယ်နောက်ပြီး Facebook မှာမေးတယ်ကျွန်တော်ဈေးရော့သွားတာမရှိဘူးအဲ့လိုမျိုးအေးအဲ့အဲ့လိုအဲ့လိုကြောက်ဘူးလိုက်ပြီးအစွဲဟိုမှာမေးလို့ဈေးရော့မလားဆိုမထင်နဲ့မရော့ဘူးဒီပုံစံတိုင်းဒီတိုင်းပဲအားလုံးကကျွန်တော်တို့က link ကရှိပြီးသားအကုန်လုံးကျွန်တော်ကျွန်တော်ကိုယ်တိုင်လုပ်နေတဲ့ဟာပါစိုင်ခွဲဖွင့်လာတာမှမဟုတ်တာအဲ့တော့ link ကရှိပြီးအဲ့တော့ကျွန် Facebook မှာမေးတယ်ပြီးရင် RD ရောပြီးတိပိ Telegram မှာလာမေးတယ်အဲ့ကိုတရားရသေးလားပါပြီး WhatsApp မှာမေးတယ် ျွန်တော်ရတနေရာမှာမေးအဆင်ပြေတယ်ရတယ်ကျွန်တော်တနေရာမှာမေးလိုက်တနေရာနေ့တနေရာပြောရန်ကုန်မှာဝေးတယ်မေးရရန်ကုန်မှာဝယ်မယ်ဆိုရန်ကုန်မှာဝယ်လိုက်အဲ့လိုအဆင်ပြေတယ်ဗျာဟိုမှာလည်းမေးဒီမှာလည်းမေးဆိုကျွန်တော်တို့အဲ့ဟိုပြန်ပြီးလိုက်ရှာတာပေါ့နော်ပြန်ပြီးလိုက်ရှာကျွန်တော်တို့မေးရတယ်နောက်တော့ကျွန်တော်တခုလည်းမေးတော့ရက်ခန့်ချင်တာ TikTok မှာတော်တော်ဖြစ်ဖြစ်ကျွန်တော်တို့ TikTok မှာ Facebook ကတော့ပြဿနာမရှိဘူး Facebook ကရတယ်ကျွန်တော်တို့ Facebook တော့ TikTok တို့ Viber တို့နောက် WhatsApp တို့ Telegram တို့အဲ့ကြတွေမေးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့က daily message တွေအကုန်လုံးကိုကျွန်တော် delete လုပ်တယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော် order စာရင်းမှားသွားမှာဆိုလို့ကျွန်တော်တချို့လို့ပစ္စည်းဟိုပြီးတော့ပြောရစကားပြောရတယ်တရက်တွေက message ကဗျာအရာနဲ့ချီဝင်တယ်ဗျာအဲ့တော့ကျွန်တော်တို့အဲ့ဒီနေ့မှာဒီဒီလာမေးတဲ့လူကြီးမင်းကကျွန်တော်တို့ order မတင်တော့ဆို delete ထပ်လိုက်နောက်ကျွန်တော်တို့ပြန်လာပြီးပြောရဆိုလို့ရှိရင်အစနေကျွန်တော်တို့ပြန်ပြောပေးအဲ့တော့ကျွန်တော်တို့လူအယောက်ယာနဲ့ထောင်နဲ့ကျွန်တော်မမမမမိနိုင်ဘူး။ဒီကအဟိုနေ့မနေ့ကမေးတာလေဟိုတနေ့ကမေးတာလေအဲ့လိုမျိုးပြောရင် Facebook မှာပဲအဆင်ပြေတယ်။ Facebook မှာဆိုလို့ရှိရင်ကျွန်တော်က message ကိုဖြတ်လိုက်လို့ရှိရင် message ကကျွန်တော်ကြံ့တယ် history ကြံ့တယ်ဒီ Telegram နေဒီ TikTok တွေပါ history မကြံ့ဘူးလုံးဝအစားနေပြန်ပြီးတော့ကျွန်တော်တို့ getting လောက်ရအစားနေအဆင်မပြေဘူးပေါ့နော်အဲ့ဒါကြောင့်မို့ပစ္စည်းဒီနေ့ order မေးတယ်ပစ္စည်းဈေးမေးတယ်နောက်တစ်ခေါက်ပြန်ပြီးတော့မေးမယ်ဆိုလို့ရှိရင်အစားနေပြန်ပြောပေး TikTok မှာမေးမေးကြတယ် Facebook ကတော့ပြဿနာမရှိဘူး Facebook ကတော့ရအဲ့ဒါလေးစိတ်မရှိနဲ့ဘာလို့ဦးနေပြောတာပြီးသားလေးဒီပါလေးကအဲ့လိုမျိုးပြောလို့အဆင်မပြေဘူး ကျွန်တော် message ဝင်နေများကျွန်တော်ဖြတ်လိုက်တယ်ကျွန်တော်တင်မှာဟာဟိုနေ့ပြောထားပြီးသားလေဟိုနေ့မေးထားပြီးသားလေဟိုနေ့ပုံပို့ထားပြီးသားလေဆိုတာတထိုင်နဲ့ဖြတ်လိုက်လို့ရှိရင်အဆင်ပြေတထိုင်နဲ့ order တင်တယ်တထိုင်နဲ့မေးတယ်အထိုင်နဲ့80တနေ့နေမှာဖြတ်လိုက်လို့ရှိရင်အဆင်ပြေကျွန်တော်ကအဲ့ message အကုန်လုံးကိုကျွန်တော်ဘယ်အချိန်မှ delete လုပ်လို့ဆိုညဆယ်နိုင်နောက်ပိုင်းညဆိုတော့အဲ့ဘာမလို့တော့အဲ့ message တွေကျွန်တော် delete လုပ်တယ်နေ့စဉ် message delete 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 ဖြတ်ဘာလို့လဲဆိုတော့မေးထားတဲ့အရန်များပြီးမှားသွားမှဆိုရင်ပစ္စည်းမှားပို့လိုက်မှာတော့ customer order တင်ထားပြီးတော့ကျွန်တော်တို့ waiting list မှာကြာနေမှာတော့အဲ့လိုမျိုးတွေမဖြစ်စေချင်လို့ကျွန်တော်တို့ အဲ့လိုမျိုးအဲ့လိုမျိုး system နဲ့အဲ့လိုမျိုးလုပ်ပြတာအဲ့ဒါကိုနားလည်ပြီပါနော် okay vintage ဒီကျွန်တော်ကျွန်တော်ပို့တဲ့ဟာလေးကျွန်တော်ပြပေးပါတယ်ခင်ဗျဟိုကျွန်တော်ပြောရောင်းတဲ့ပုံစံတွေကျွန်တော်ရှင်းပြပေးပါတယ်အဲ့တော့မှာခြင်းလို့ရှိရင်တွတ်တော်မှာလို့ရတယ် Facebook ကနေမှာလို့ရတယ်ကျွန်တော်တို့ Telegram နေလည်းမှာလို့ရပါတယ်ဗျ Telegram လည်းအကောင့်လုံးဖွင့်တာ Telegram နဲ့မှာလို့ရတယ်ဂျန်ကုန်မှာညီမလေးကိုလည်းဖုန်းဆက်ပြီးညီမကလည်းညီမကလည်း order ကောက်တဲ့ညီမလေးရှိတော့သူ့ကိုဖုန်းဆက်ပြီးတော့အဲ့ရနေပြီးတော့မှာလို့လည်းရပါတယ်ကျွန်တော်တို့ဆက်တော့ထားရအောင်လို့တော့မဟုတ်ဘူးနော် ါတော့မှဆိုလို့ရှိရင်တော့ကျွန်တော်တပတ်ဆယ်ရက်တင်ပို့ပေးလိုက်ရန်ကုန်ဆိုလို့ရှိရင်စောင့်အောင်ထပ်ပြောပါတယ်စောင့်အောင်ပါပဲလာမေးပြီးတော့မှအာအဲ့လိုကြီးစောင့်အောင်မဝယ်တော့ပါဘူးလေရှိတယ်ကျွာအာဒီမောင်မသိပါဘူးဗျာတလာပြီးတော့ခေါင်းစားနေတယ်အစားရကျွန်တော်ပြောကျွန်တော်စောင့်အောင်မယ်စောင့်အောင်မယ်ဆိုတာဟောအဲ့လိုကြီးစောင့်အောင်မယူတော့ဘူးဖြစ်ပါလိမ့်စောင့်အောင်ပါပဲအချိန်ပြီးနေမှာပဲကျွန်တော်ဆိုအဆင်ပြေမှာကျွန်တော်လည်းပြောလို့ပါကျွန်တော်အဲ့ date နဲ့ကျွန်တော်ကအဘ၆ဘတ်ဆိုတော့လေကျွန်တော်က at least ကျွန်တော်ပို့ပြောလာတာပို့ပြောလာအဲ့ထက်အစောဆုံးပဲကျွန်တော်ကြိုးစားပြီးပို့ပေးတယ် အလုံးအကျုံဆုံး6ပတ်ပေါ့ဗျာအဲ့ထက်တော့ကျွန်တော်ပူမကြအောင်လို့လုပ်ပြီးတယ်အဲ့အရှိမအကြီးလို့ကျွန်တော်ပို့တာနှစ်ပတ်သုံးပတ်သုံးပတ်သုံးပတ်နှစ်ပတ်သုံးပတ်နဲ့ကျွန်တော်ပို့ရတာလည်းအများကြီးပဲရှင်ရှင်းလို့ပစ္စည်းကြလို့ရှင်ဒီကျွန်တော်တို့ဒီ official counter ဒီ showroom မှာပေါ့ပစ္စည်းပြည့်နေလို့ရှင်တို့ရတယ် pre order ပြန်လုပ်ပြီးပစ္စည်းတွင်းတဲ့အချိန်နဲ့ဆိုနည်းနည်းလေးအဲ့မှာ gas ဖြစ်တယ်ပေါ့နော်အဲ့မှာနည်းနည်းလေးကြာမှာလို့ရှင်လေကျွန်တော်ပြန်ပို့ရတဲ့အချိန်ကျနည်းနည်းကြာအဲ့တော့ကျွန်တော်ကြိုးပဲပြောပို့ပဲပြောတယ်ပို့ပြောလို့ကကျွန်တော်တို့ပြဿနာမရှိဘူးကျွန်တော်တို့အတိအကျပြောပြီးတော့မှလွဲသွားရင်ကျွန်တော်တို့ပြဿနာရှိတယ် အာဟိုရဲ့ရောက်မယ်ပြောထားပြီးဒီမှာတော့ဒီရဲ့ရောက်မယ်ပြောထားပြီးမှာတော့အဲ့လိုမျိုးရှိလို့ကျွန်တော်တို့အဲ့ပူပူကြီးပြောတယ်အဲ့ဒါစိတ်မရှိနဲ့နောက်ပြီးကျွန်တော်တို့ကဟိုအရင်ရောင်းနေရလို့လေဟိုဘယ်လိုပြောမလဲဟိုဂျင်းဆိုင်တဲ့ပုံစံမျိုးဖြစ်တာလည်းတော့မဟုတ်ပါဘူးကျွန်တော်အဲ့လိုအဲ့လိုမျိုးပုံစံမျိုးလည်းဘယ်သူမှမလုပ်ပါဘူးအဲ့စကားလာပြောကြည့်လို့ရှိရင်လူကြီးမျိုးပုံမှန်လေးလေးပြောလို့ရတယ်တိတယ်ကျွန်တော်ကပုံလေးအမှန်အမှန်တည်းပြောတယ်မဟုတ်မဟုတ်ဘူးပြောတယ်မရမရဘူးပြောတယ်မလုပ်ပြီးနိုင်မလုပ်ပြီးနိုင်ဘူးပြောတယ်ကျွန်တော်က no ဆိုတဲ့ဟာကိုကျွန်တော်ကောင်းကောင်းကြီးကျွန်တော်ညင်းတယ်ကျွန်တော်ကောင်းကောင်းကြီးအတုံးချပါတယ်မဟုတ်လား ကျွန်တော်အဲ့လိုအဲ့လိုပုံစံမျိုးပဲဈေးရအောင်လားကြည့်ပြကျွန်တော်ရတယ်မှာကျွန်တော်ကတော့ခင်ကြီးကိုပြောပါဘာဘာ